နာဆင်အားပေးနေကြတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့မဟာနွေ Audio Book Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကိုပတ်ရေးသားထားတဲ့အကျွေးယူခြင်းလားရှာခြင်းလားဆိုတဲ့ဇလံကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီဇလံလေးကတော့လာပြေဝမဂ္ဂဇင်း ဒီဇင်ဘာလ2000ခုနှစ်မှာရေးသားတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်များရှင်ဇလန်လီမစတင်ခင်ကျမတို့ရဲ့ channel ကို like and subscribe နှိပ်ပြီးတော့အားပေးခဲ့ဖို့လည်းမမေ့ပါနဲ့နော်။ဟုတ်ကဲ့ဒါဆိုရင်ပရိသတ်တွေနားဆင်မှုအတွက်ဇလန်လီကုခုပဲစတင်ပေးလိုက်တော့မယ်။အိမ်မရတော့ညတွေအတင်းချင်ရှိခဲ့ပြီ။စောင်းနှင်းအိမ်မဲပမာခရောက်ခဲ့ဆိုပါရင်လည်းကျွန်တော်မပြောလို့ပဲ။အခုတော့အဲ့ဒီလိုမဟုတ်ချင်ကျွန်တော်အမြဲတမ်းခြောက်လန့်နေပြန်နေလက်ညိုးတွေလက်ညိုးတွေပေါ့။ ကျွန်တော်တို့အိတ်မရအောင်စားမရအောင်နေမရထိုင်မရအောင်ထိုလူမျိုးတွေကကြောက်လန့်နေကြတယ်။တကယ်တော့ဘသူမပြုတ်မိမိမှုပဲဖြစ်ပါတယ်။ဤသို့ကြောင့်ကျွန်တော်သူ့ရဲ့လူမျိုးဖျက်လိုက်မိပါလိမ့်။ဒေါသကြောင့်လား၊နောင်ကြီးမှုကြောင့်လား၊ရှက်စိတ်ကြောင့်လားမဝေခွဲတဲ့ခြေတွင်ဒီလူမျိုးတစ်ချောင်းရဲ့တန်ဖိုးဘလောက်ရှိလို့လဲ။ပိုင်ရှင်တွဲကောင်းသောဖြင့်အဖုံးမပြတ်နိုင်တဲ့တန်ကြီးရှိပေမယ့်ကျွန်တော်တို့မိတို့တန်ဖိုးရှိမှလေ။ကြောင်အစမစင်စားမိဘူးလား။မင်းနိုင်လာပါရဲ့။ ထိုလက်မျိုးတစ်ချောင်းရလိုက်လို့လောကရာအရာရာပြည့်ပြည့်စုံတဲ့လူတယောက်ဖြစ်ပါနဲ့လားဟမ်ဟမ်မဖြစ်လားဦးဖြစ်လာနိုင်စရာအကြောင်းလည်းမရှိဘူးလေဒီလက်မျိုးတစ်ချောင်းကမင်းကိုပျော်ရွှင်မှုပေးနိုင်လားလို့ဆိုပြန်ရင်လေခေါင်းခါရုံပဲရှိပါလေကျွန်တော်လည်းအံ့ဩနေမိတယ်ဘဲတွေ့သူ့ရဲ့လက်မျိုးဖြတ်လိုက်မိတာလေကျွန်တော်ပြောနိုင်တာတခုတော့ရှိတယ်ထိုလက်မျိုးကိုသွေးအေးအေးဖြင့်ဖြတ်ယူကျွန်တော်မဟုတ်ပါကြီးဒေါသထွက်ပြီးတော့ဖြတ်မိဖြတ်ရဖြစ်ပါရင်နာကြီးလို့ဖြတ်ခဲ့တာလည်းဖြတ်ကောင်းဖြစ်မယ်ဖြစ်နိုင်ကြီးတခုတော့ရှိတယ် တွေလက်ညိုဖြတ်ခဲစင်ကကျွန်တော်အတိမှာငါသူ့ကိုနိုင်ပြီးနလန်မထူနိုင်အောင်လုံနိုင်ခဲ့ပြီလို့တွေ့ပြီးရင်ကိုကောက်မောကျွမ်းလျက်လူပေါင်းအလဲမှာတတတကြီးကြီးထိုးပေးလိုက်သူ့ရဲ့လက်ညိုဖြတ်ယူလျက်ပလင်လွက်တစ်လုံးမှထည့်ပြီးတော့အောင်နိုင်ကြီးဖြစ်အိတ်ထဲကိုထည့်ယူလာခဲ့မိတယ်တကယ်တော့ကျွန်တော်တွေဘာမျှတုံ့ပြန်မှကြီးသူ့အတွက်တည်းအကြီးမားဆုံးဆုံးရှုံးမှုကြီးဖြစ်ခဲ့ရတယ်တောင်အဆကျွန်တော်ဘာကြောင့်မတွေ့မိတာလဲအခုတော့ဒီလက်ညိုပြတ်တဲ့ဆောင်က ကျွန်တော်ကို၆လက်နေခဲ့ပြီးကျွန်တော်နိုင်သူမဟုတ်ရှုံးသူဖြစ်ကြပြီးထိုတီကိုတိလို့ရရသိဓမ္မပါဠိထံသို့ရောက်လာခဲ့ခြင်းဖြစ်ပါတယ်ရသိဓမ္မပါဠိကျွန်တော်ကိုပြုံးရတာကြည့်ညီတီစကားမျှနှုတ်ကမျက်မလားကြည့်တုံညာကိုပိုက်ကမိုက်ပြီးမိုက်နေပြီလားတီးခက်ခြင်းတရားဆိုတာလေနားမလည်ပါလားနားလည်အောင်လည်းမကြိုးစားပါလားဒေါသရီမောဟရီနဲ့တောင်းဖက်နေစဲပါလားသူရဲ့အပြုံးကပြောနေတယ်လို့ပဲကျွန်တော်နားလည်လိုက်တယ်ရသိဓမ္မပါဠိ ြုံဆဆလုပ်နေရင်မှပြောပါအောင်ဖြစ်စဉ်ကလေးကိုရဲလိုမြင်လာတာကြောင့်လေကျွန်တော်ကဖြစ်ကြောင်းကုတ်စင်ကိုတုံနေပြောလိုက်တယ်။စောင်းကလာဖြစ်တာကြောင့်ဘကူယုံမှလေစိန်တော်ကြီးတောင်းနေတွင်ကျွန်တော်တို့ရောက်နေတယ်။ကျွန်တော်တို့ဆိုလိုသည်မှာလင်းမြင့်လိုင်းစမ်းရွာတကြီးဦးမြရှိတောအုပ်ကြီးစောင်းနေစင်နေဦးခမောင်လေးတို့ဖြစ်ပါတယ်။တောအုပ်ကြီးနဲ့တကြီးကကျွန်တော်တို့နှစ်ရခင်ကလေးကခင်မင်းရင်းနှီးခဲ့ကြသူတွေဖြစ်ပေမယ့် ။ဦးခင်မောင်လေးဆိုသူမှရခုမှတည်ကျွမ်းခဲ့သူဖြစ်တဲ့။ဆုံးနေစဉ်မိတ်ဆွေဖြစ်ပါရင်အယံမောင်ကပူပြက်ပြက်ဖြစ်တဲ့။အသက်အားဖြင့်ကျွန်တော်ထက်15နှစ်ခန့်ကြီးပါရင်။သူကတစ်ချိန်ကအမဲလိုက်မဟုတ်သောတယောက်လိုသိရရင်သူဆိုပါကကျွန်တော်ထက်ဆိုရင်ဒေါတောက်နေနဲ့အကျွမ်းတဝင်ရှိပြီးအမဲလိုက်ပညာကိုတက်သည့်နားလည်ထားတဲ့သူလည်းဖြစ်ပါရင်။သူကြောင့်ကျွန်တော်သူ့ကိုထင်ကြည်လေးစားမိရဲ့။ကံအားလျော်စွာလာဆောင်ရခြင်းမှာကျွန်တော်သူရဲ့ထံမှမတိသေးတဲ့အမဲလိုက်ပညာတွေကိုသိရတွေ့ရ တည်ရင်ရမယ်လို့တက်လိုက်တဲ့တို့ဖြစ်ပြီးကိုလေးကြီးကိုခင်မောင်လေးကြည်ရတာအင်မတန်အမဲလိုက်ကောင်းနဲ့မုတ်ဆိုးတယောက်ဖြစ်နိုင်တယ်ဗျကျွန်တော်တို့ထက်အသက်ရွယ်ကြီးလို့တော်တွေ့ကြုံလဲရှိပုံရတယ်သူစီကမုတ်ဆိုးပညာရက်တွေတင်ယူရလိုက်မယ်ဗျဝန်တာအာရနဲ့လင်းမြင့်လိုင်ကိုပြောလိုက်တဲ့ထုံးစံတိုင်းလင်းမြင့်လိုင်သည်တရက်ကလေးပေါ်ယုံများပြောင်းလိဟုတ်လိမ့်မယ်ဖြစ်နိုင်လိမ့်မယ်လို့ထင်တာပဲလို့ပင်မဲဗျသူ့ရဲ့ဥပရိယုတ်ကိုတော့ကျွန်တော်သိမ့်မကြိုက်ဘူးဆိုလာတာကြောင့်ကျွန်တော်မျက်မှောင်ကြုံလိုက်တဲ့ ။ဒါကြောင့်များတော့မြ။တန်အန်တော်မေးလိုက်တယ်။လူရဲ့အတွင်းစိတ်တဲ့ဟာဖြင့်မျက်နှာပေါ်မှာပေါ်ရတယ်လီ။သူ့ကြည့်ရတာသဘောထားသေးတိမ်ပဲပုံမေးပြ။ဟာဒါတော့မဖြစ်နိုင်ပါဘူး။ပြောရဆိုတာဖော်ဖော်ရွရွပါဗျ။လင်းမြင့်လိုင်ရဲ့အနာထွက်လာခဲ့တယ်။လင်းမြင့်လိုင်ဘာတွေဖြစ်နေလဲ။အရင်ကဒီလိုမဟုတ်ကြည်။အခုတော့သူကတချိန်ကမသိခဲ့ဘူးတဲ့။ဦးခင်မောင်လေးကိုဘာကြောင့်များပြောရတာလဲ။စင်စားမရဖြစ်ကြတယ်ကျွန်တော်ဒီလင်းမြင့်လိုင်ထံမှာထွက်လာပြီးတယောက်သေး စကန်ရှိရှိချောင်းကိုစံတက်ပြီးတော့ခစောင်းလောက်ရေနေရှိရမှာရှူလာပြီးတော့ငမားတဲ့နဲ့ငါးထိုင်များနေလိုက်တယ်။ယနေ့မှကျွန်တော်တို့စကန်ရောက်စကန်ကြတဲ့နေ့ဖြစ်တာကြောင့်လည်းနနာနေနေနေလိုက်ခြင်းဖြစ်ပါတယ်။သူညာကျွန်တော်အချိန်ကအလဟတ်တက်မဖြုံးတီးလို့ရာကြောင့်လည်းတစ်ချက်ကုန်နှစ်ချက်ပြဲဆိုလို့ညနေခင်းရမကဝိုင်းမှာအမြည်ရလို့ရညာငါးများလာခြင်းဖြစ်ပါတယ်။အလိုကိုပိုက်ပါလားဒီမှာငါးထိုင်များနေတာကိုကျွန်တော်နောက်ကျောဘက်ကအတန်ကြောင်းလှည့်ကြည့်လိုက်တယ်။ဥက္ကပောင်လေးသည် တုံနှုတ်ဆက်ပြီးကျွန်တော်ရဲ့နဘေးမှာလာထိုင်နေမုဆိုးရငါးများလို့ပါလားဟုတ်တယ်ဗျအပြင်းလဲပြီးပြီးတော့ညနေပိုင်းအတွက်အမီးရလို့ရညားပေါ့ဗျကျွန်တော်ဒီဥက္ကမောင်လေးကိုပြောလိုက်တယ်ဒီရင်သူကအောင်မလေးဗျခမားမိတ်ဆွေဟိုဘာတူလဲဗျအဲကိုလေးမြင်လိုက်မှာ cheese တွေပါတယ်အသားချောက်တွေပါတယ်မလားဒေါ်ရီတောင်းနေပြီမေးအစင်မြင်မြင်တောက်စမ်းပါဗျရေမောကြီးပြောလာတာကြောင့်လေကျွန်တော်ကသူ့ရဲ့မျက်နှာကိုလှည့်ကြည့်တယ် ပြီးတော့တခုခုမေးလိုက်ရမြို့ပါဇက်ကဟာမိတော်လေးခမန်ကရန်အရှိန်ပြန်တက်ပြီးတော့နှုတ်ဆက်လိုက်ပါတယ်စိတ်တမ်းမှာတော့မကြင်မလဲဖြစ်သွားမိရဲ့လင်းမြင့်လိုင်ရဲ့အိတ်တမ်းမှာပျက်စီးပျက်စရာတွေကိုသူဘလို့သိတာလေဘလို့လူစားလေးလင်းမြင့်လိုင်ရဲ့အကြောင်းကိုကျွန်တော်သိဆုံးဖြစ်ပါတယ်အတူတူခရီးကျန်ထွက်စဉ်ကာလာတရှောင်းလုံးသူဘာလို့ရှူလာတယ်ဘာတွေတဲလာတယ်ဆိုတာပြောလိပြောထားလည်းမရှိပါကြီးချစ်စရာကောင်းတီမှာရန်ဖန်ရန်ကားဆိုလို့ပျော်ပျော်ပါပါတောက်စားနေစဉ်ခါရောက်မှာ အမည်မရှိတော့ပါအရင်မရှိတော့ပါဆိုမှ တန်တန်တောင်ဖြစ်သွားကြောင်းသူ၏အိတ်တွင်ကအမည်အရက်တွေကိုအရေးပေါ်ထုတ်ပေးလေးရှိပါတယ်ယူလာတတ်လေးရှိတဲ့အဲလူလူစားကသူဘာတွေပါခဲ့တယ်ဆိုတာဥမောင်လေးကိုပြောမှလေးမဟုတ်ချင်းသူဖြစ်ပြီးသူဘလို့သိနေလေထိုသူကိုကျွန်တော်အစမကြေဖြစ်မိရင်ထိုသူကိုကြည်ချင်းအဖြစ်ဥခမောင်လေးကသူတို့ဘာကိစ္စရက်ကိုလိမ့်လာအကဲခက်ဆက်ဆွရတူဖြစ်ချိန်မိထိုနေ့ကလေကျွန်တော်ငားများနေသေးတယ် အလိုက်ကဲစိုးမသိပဲသုံးမဟုတ်နားမလဲရလားမသိချင်းအနားမှာဟောင်းဖွားဟောင်းဖောင်းနဲ့သူ့ရဲ့ထက်မှာအမဲလိုက်ခင်ရပါညီသူစွန်သားပါဘာသာကောင်တွေတွေ့ခင်ရပါတရဆက်အစင်မပြဲပြောနေတာကြောင့်လေကျွန်တော်ငါးတကောင်တမိမြမရခဲ့ပါချင်းထုံနေညနေပိုင်းမှာကျွန်တော်တို့ဝိုင်းဖွဲစားတောက်နေကြသည်မှာသူနောက်နောက်ပြန်ပြောင်းသဘောနှင့်မုတ်ဆိုးကြီးကိုပိုက်ညနေကငါးတော့မြတာတကောင်မှမရခဲ့ဘူးဗျဟာဟာဟာမုတ်ဆိုးကုန်တိတ်ခါကြတယ်ဗျာ ကျွန်တော်ကြားထားတဲ့ကိုပိုက်ဆိုတာဟုတ်ပါမလားရေလို့တောင်းတန်တရားဖြစ်မိရဲ့ဗျဘယ်ရမလဲဗျဦးခင်မောင်လေးကအလိုက်ကဲဆုံးမသိဘေးနားလာထိုင်ပြီးတော့စကားတွေအော်ကြီးဟဲ့ကျဲပြောနေတာကိုကိုလေးမုတ်ဆိုးဖြစ်ပြီးဒီလောက်လေးမှနားမလည်ဘူးလားအဲဒီလိုပြန်ပြောလိုက်ချင်မိမိကျွန်တော်တက်အသက်ကြီးချင်းအခုမှတွေးကြတဲ့လူစိမ်းဧည့်သည်ဖြစ်ချင်းဒီပြတောက်ကြီးစောင်းနေစဉ်မိတ်ဆွေလည်းဖြစ်တာကြောင့်ညနာကိုထောက်ထားပြီးညီတို့များပြန်မပြောဘဲပြုံးရိတ်တိတ်ဆိတ်နေလိုက်တယ် နောက်တနေ့နည်းနည်းစောစောမှာကျွန်တော်တို့စကမ်းမနေပြီတောပြက်ထွက်ခဲ့ကြရင်စကမ်းနဲ့တိမ်မွေးလိုက်နေရကညောင်ရကောင်ကဥမောင်လေးကပြစ်ချနိုင်ခဲ့တယ်။သူတနက်ကင်သေးတပ်ပုံတနက်ပြေကျွမ်းကျင်ပုံကိုမျက်ဝါထင်နေမြင်ခဲ့ရပါတယ်။သို့ပေမဲ့သူပြစ်ချလိုက်တဲ့ညောင်တီကောင်နဲ့တွေ့ပြီးရိုင်းလိုက်တဲ့တပ်ပုံကငါးပုံထက်မနေနိုင်ချင်။သူတီကကြွားပါလို့လေလူသဘောပဲဖြစ်ပါတယ်။သူကြောင့်ကျွန်တော်သူ့ရဲ့ပေါ်အထင်ကြီးစိတ်ကုန်ခံသွားတယ်။ အကယ်၍များကြားနှကောင်ဆင်းနှကောင်ပြစ်နိုင်ခဲ့မယ်ဆိုရင်ဘယ်လိုဖြစ်သွားနိုင်မယ်မသိချင်းမြောက်နှကောင်ပြဲချနိုင်ုံနဲ့ဤသို့ဥမျိုးနေခြင်းကိုလင်းမြက်လိုင်ကအမြင်ကက်ဟန်တူပါရင်သူအားလုံးဝလက်မချီတော့ပဲရှေ့ဆက်လျှောက်သွားတယ်ကျွန်တော်များကိုတိတ်ပြစ်ချင်တာမဟုတ်ဘူးဗျမုတ်ဆိုးကြော်ကြီးတွေကကျွန်တော်ကိုအလကားငကြောအဖိုးကြီးရေလို့ထင်မှဆိုလို့ပြစ်ချလိုက်တာဒါတောင်ကျွန်တော်တနက်မကင်တာဆယ်နှစ်နီးပါးရှိပြီကိုကိုကိုဒီလောက်စွမ်းစားကြံနေရေဆိုတာအခုမှသိရတာပဲဗျာဟဲ့ဟဲ့ တကြီးနဲ့တောင်းကြီးတောင်းပြောရင်ကျွန်တော်တို့နောက်ကကတ်လိုက်လာပါရင် ထိုတစ်နေ့လုံးရှေ့ရှောက်မြေတီသားကောင်များမတွေ့ရကြောင်းလဲမြောက်တကောင်နဲ့စက္ကန်းပြန်ငဲကြတယ်။ထုံဆန်တိုင်းညနေဆောင်မှဝိုင်းဖွင့်လိုက်ပြန်တယ်။ထိုဝိုင်းမှာပဲသူကတပြုံးပြုံးနဲ့ဦးမျိုးနေပြီးတော်သေးတယ်ဗျာနော်။ကျွန်တော်ကဒီမြောက်ကို ပြစ်မချနိုင်ရင် အာလုံငတ်ပြီပေါ့ဗျာဟဟန်။သူ့ကိုယ်သူအမွှေးတင်လာတဲ့တဖက်သားကိုနှိမ်ချလိုရန်ကပုံနေတယ်။သူ့ဖြည့်ဖြည့်လင်းမြင့်လိုက်ကသူ့ပြက်တဲ့မြောက်သားကိုလုံးဝမစားဘဲ ။ cheese ကိုယ်တော်မြေဝိုင်းရဲ့စီစိတ်ခြင်းနေတယ်။သူတညက်နေလုံးနာညီမတက်စကားတွေဖောင်ဖွဲပြောနေပါတယ်။သူ့ရဲ့စကားတွေဟာအဲ့ရဝယ်မှာရက်တန့်သွားတယ်။နောက်တစ်နေ့မှာအမေပြစ်ထွက်ကြပြန်နေ။သူ့တော်ရနိုင်သူဟာကျွန်တော်တို့ရှေ့ရကြောက်ရဲသွားနေတယ်။တဘောကတားကောင်တူတာလည်းအရင်တွေ့လုံဟန်ပြက်လုံဟန်ဖြစ်တယ်။တနည်းအားဖြင့်မှသူကရှေ့ရသွားနေရင်နောက်ကလိုက်ပါလာကြရင်ကျွန်တော်တို့လက်ကပြပြီးသူကမုတ်ဆိုးထူးထောက်ထိုင်ချလိုက်တယ်။သူတားကောင်တကောင်တွေ့သွားချီပြီး သူကြောင့်သူကထိုပြစ်မှတ်သားကောင်ကိုပြစ်ခတ်ဖို့ကြံရတဲ့အလုံးကတနတ်တန်တစ်ချက်နဲ့တူဂျိန်တော်တွဲမှဂျင်းငယ်တကောင်ကရုပ်တရက်ပြေထွက်သွားရင်ဦးခင်မောင်လေးကမုတ်ဆိုးတူးထောက်တိုင်းရင်ပြစ်မှတ်ကိုချိန်ရွယ်နေစေမှပဲသူပါလို့ရမယ်မသိချင်းတွေးဝေးသွားပါတယ်တနတ်တန်ကဂျင်းငယ်ကကြောက်လန့်တကြားပြေထွက်သွားရင် သူဦးတည်ပြေးလာတဲ့လမ်းကြောင်းကကျွန်တော်ရဲ့တက်တဲဖြစ်ချီလေးဒါတော့သူကရုပ်တရက်တီးလိုက်ချိန်မှာရှေ့ချေစုံကိုပို့ပြီးတော့အချိန်တက်နိုင်တော့လေ ခန္ဓာကိုယ်မထိန်နိုင်ဖြစ်ပြီးလဲပြုတ်သွားပါတယ်။ပြည့်လေဗျာ။လင်းမြက်လိုင်းကသတိပေးလိုက်မှဦးခင်မောင်လေးကသူ့ရဲ့လက်တွေမှာတန်းတန်းနဲ့အကွာဝေးပေးစိတ်လောက်တာရှိတားကောင်ထံကိုထိုးချိန်ပြစ်လိုက်တယ်။လဲပြုတ်နေသောជីကောင်ကကမန်းကရမ်းပြန်ပြီးကုန်းထပြီးတော့အနောက်လှည့်ပြီးတော့ကဆုံပေါက်ပြေးသွားတယ်။ဦးခင်မောင်လေးရဲ့ပြက်မှန်လွဲကျော်သွားတာကြောင့်လင်းမြက်လိုင်းကထိုးជីကောင်လေးကိုမြောင်လေးကိုလှမ်းခုံမှာကမန်းကရမ်းလျက်တစ်ပြက်ပြစ်ချလိုက်တယ်။ជីကောင်ကတပတ်မြောင်ဆက်သူမယောက်ကြီးမြောင်လေးအတွင်းတော့ အယုံကြိုပြတ်လဲကျသွားတယ်။တကြီးဦးမြရွှေဟာထို့သူပြောလိုက်တော့ဦးခမောင်လေးမျက်နှာလေးနေမြန်းသွားတယ်။ကျွန်တော်ကိုရှေးမောက်ရဲ့လဲကျနေတဲ့သားကောင်ကိုပြည့်ရမှာစိတ်မလုံဘူးဗျ။ဒါကြောင့်မပြည့်ချင်မိမိကိုလင်းရဲ့လှုပ်ဆော်မှုကြောင့်သာပြည့်ရတယ်။ပြည့်မှတ်လွဲသွားတာပဲကောင်းပါရဲ့ဗျ။နို့ကိုစိတ်မှာမတိုးမတန့်ဖြစ်နေအောင်မအရှိပြေလာပြောဝင်တီကိုကျွန်တော်မြင်မြင်ကတ်မိပါတယ်။ဒီပြင်ဦးခမောင်လေးကကိုလင်းမြင့်လိုင်ကဘာလို့ကျွန်တော်ရဲ့ပြည့်မှတ်ကိုအရင်ဦးအောင်ပြက်တာတော့လူပြစ်တယ်ဆိုတာ မုတ်ဆိုးစည်းကိုဖောက်တာပဲအပြစ်တင်စကားပြောလာတယ်။လင်းမြင့်လိုင်ကပြုံးနေလေရဲ့ကျွန်တော်လူပြက်တာမဟုတ်ပါဘူးကျွန်တော်ပြက်မဲ့သားကောင်ကိုပြင်ဥက္ကမလေးတွေသားကောင်ကိုချောက်ထုတ်ပေးတာပါပြောလိုက်တော့သူကဒေါရမထိန်နိုင်ဖြစ်သွားတယ်။ဒါခမားလိန်တာဘာသားကောင်ကိုတွေ့လို့ပြက်တာလဲပြောတက်တေပြကျွန်တော်ပြက်တဲ့သားကောင်ကိုလူပြက်တာမထီလို့ဒီစကားကိုပြောတာလားမမထန်ထန်ပြောတော်လဲလင်းမြင့်လိုင်ကအပြုံးမပြက်စော်နဲ့လာလိုက်ခဲ့ကျွန်တော်တက်တေပြမယ် စောစောကကြီးကောင်ပုန်းရှုံနေတဲ့ဂျိန်အုံပင်သို့လျှောက်သွားတယ်။ကျွန်တော်တို့အားလုံးသူရဲ့နောက်ကလိုက်သွားကြရင်ဂျိန်အုံပင်နှစ်ပြည်တောင်တလေးချီရင်မှခေါင်းပြက်သေးနေတဲ့ရှင်ကပေါ်တကောင်အားလုံးအံ့အားသင့်စွာတွေ့ကြတယ်။ဟမ်ဟင်အလိုကျွန်တော်ကတော့မအံ့ဩပါကြီး။လင်းမြင့်လိုက်ကြောင်တိနေပြီးတဲ့သူဖြစ်ပါတယ်။ဒီတော့မှဦးခင်မောင်လေးနှုတ်ဆက်သွားတယ်။ထို့နေ့မှကြီးရကောင်ရှင်ကပေါ်တကောင်နဲ့စကမ်းကိုပြန်ခဲ့ကြတယ်။ညနေဆောင်အရက်ဝိုင်းမှာဦးခင်မောင်လေးတရား ကျွန်တော်ကိုမကြမကြခိုးကြည့်ပြီးတကြီးဦးမြွှေရဲ့နားကိုကန်၍တူ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 ပြောလိုက်တယ်။တောအုပ်ကြီးနားကန်၍တူ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 ပြောလိုက်နဲ့ဘာတွေတွေ့ထုံနေလဲမသိပါချင်။ကျွန်တော်ကမသိလိုက်ပါတာပဲနေလိုက်တယ်။ရန်ဖန်ရန်ကားဆိုလိုလက်မျက်လိုင်ကတော့သူ့ရဲ့ဇကားတွေကိုစိတ်ဝင်တစားမရှိရင်ပုံပြောရတာနားထောင်နေတယ်။စာတဝင်တိတ်ညပြီးအတီတီအဲ့ရဝင်ကြတဲ့အခါမှာတော့လက်မျက်လိုင်နဲ့ကျွန်တော်တို့တဲတလုံးမှအတူအိမ်နေကြသည်ဖြစ်ပြီး ညနေကသူ့ကိုဥက္ကမောင်လေးကတိုးတိုးကပ်ပြောတဲ့စကားလေးကိုပြုံးလေးဖောက်တဲ့ချာကိုပြန်ပြောလာပါလေ။ခူပိုက်ဆိုတဲ့သူကအလကားလူပါဗျာ။ခနေ့ထီဘာသားကောင်မှလည်းမပြစ်နိုင်မင်းနဲ့တနက်ကိုအလေးခံတဲ့နေတယ်တဲ့။စောနေ့စဉ်လို့ကျွန်တော်တို့ပြည့်ရတဲ့သားကောင်တွေထန်ပိုးယုံနေစိတ်တန့်လို့စားလို့လေရတဲ့ဗျာ။လင်းမြင့်လိုင်းပြန်ပြောစင်ကထောင်ကနေတော်သားထွက်သွားရင်သူတော်တော်ကိုပြန်လဲထိန်းချုပ်ပြီးအဲ့တော့ကိုလင်းကဘာပြောလိုက်လဲ။ပထမတော့ကျွန်တော်လေးအတော်လေးတော်တာဖြစ်တာပေါ့။ ဒါပေမဲ့ကျွန်တော်တော့တာကိုအချိန်မီပြန်သိမ်းလိုက်ပြီးသူ့ပညာပေးဖို့အကြံတစ်ခုထုတ်လိုက်တယ်။ဒီတော့သူကဘာပြောလဲ။သူ့ရဲ့မျက်နှာရဲ့ဝင်းလက်သွားပြီ။ဟမ်ကောင်းလိုက်တဲ့အကြံနဲ့ဗျ။ပြီးတော့လောင်းကြီးနေနဲ့ရှုံးတဲ့သူတနတ်မကိုင်းတော့ပြီ။ပြင်ရရဲ့သားခံကိုထောက်လျှောက်ထမ်းယူလာကြီးဆိုပြီးအလောင်းစားလုပ်မယ်တဲ့ဗျ။ကျွန်တော်ရေကျန်လိုက်တာဗျ။သူ့ကိုယ်တူတိတ်ကိုထင်ကြီးနေတဲ့ပုံမျှကျွန်တော် ပြောင်းရရနေလိုက်တယ်။သူ့ညာဒီလူကိုကျွန်တော်ကောင်းကောင်းကြီးသင်ငန်းစာပေးမှရှာတော့မယ်။ မျက်စိစုံမိတ်ပြီးတော့အိတ်လိုက်တယ်။နနဲ့မိုးလင်းတဲ့အချိန်မှာစောင်းနေစင်တဲ့ဦးမြရွှေကဦးခင်မောင်လေးတယောက်ကျွန်တော်တို့ကိုကဲရင်စကားပြည့်ရင်စကားများသူတို့လာပြောကြပြန်လဲပြောတာကြောင့်လေးရှိပါစေဗျာ။ကျွန်တော်ကလည်းသူထင်ကြီးအောင်မှလုံမပြတာ။ဦးခင်မောင်လေးတယောက်အင်မတန်ရဲစရာကောင်းတဲ့သူဖြစ်ချေတယ်။ကျွန်တော်ရဲ့မကောင်းကြောင့်ကိုကျွန်တော်မိစေများပြောပြတယ်လို့သူပြောရမျှကျွန်တော်ကိုပြန်မပြောကြတော့ဘူးလား။ဒါတော့သူဘာလို့မတွက်မိတာလဲ။ ဒူလာလျေလွန်စွာမှတုံးအားတဲ့ငနေဖြစ်ခြင်းပြီးလင်းမြက်လိုက်ညပြောတဲ့အချိန်မှာနောက်တနေ့နံနဲ့မှာဥက္ကမောင်လေးတယောက်ပျော်စီပြည့်စင်ဟန်ဆောင်ရင်ကျွန်တော်ကိုစိန်ခေါ်လာချေပြီဖြစ်ပါတယ်သူကြောင့်ကျွန်တော်ကကောင်းပြီလေလောင်းကြီးရောကျွန်တော်မကြိုက်ဘူးဗျာစွန်လိုက်တော့သူကဘလို့အတွေ့ပေါက်သွားတယ်မသိချင်ဟဲပဲပဲရှယ်မော်ရီအော်တနက်ရှိလေတနက်မကန်ရပါဘူးဒါကောင်မဲထိုင်ရမဲဆိုတော့ခမည်းနေနေရှုံးခဲ့ အတော်လေးရှက်ဖွယ်လေးလေးဖြစ်ရမှာကြောက်ရင်လေရှော့ရှော့ပေါ်ပေါ်လောင်းကြီးပဲလောက်တာပေါ့ဗျာရေပြောပြောလာတာကြောင့်လေကျွန်တော်ကအတက်နိုင်ဆုံးအပြုံးတို့တစ်ခုကိုဖန်တီးလိုက်တယ်ဟာမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးတနက်မကင်နေဆိုတာကိုကြိုက်တယ်အဲတနက်မကင်တားလောင်တာထိုင်ရမယ်ဆိုတော့တမျိုးကြီးပေါ့သွားလာလို့ခင်ဗျားဘာလို့ဆိုလိုတာလဲဦးခင်မောင်လေးကစဝေးစဝါဖြစ်ပြီးမေလာတဲ့ပြင်အော်မုတ်စိုးတယောက်ကအဲ့ဒီထည့်ရင်အောင်ပြောရရင်တနက်သမားတယောက်က သူ့ရဲ့အဓိကအားထားရာလက်ညိုးပဲမလားဟုတ်တယ်လေဗျဒီလက်ညိုးလေးကိုးထားစမ်းလားတနတ်တမမုတ်ဆိုးတွေအတွက်အစံတဲ့ကြယ်မဟုတ်ပေမယ့်ဒီလက်ညိုးတွေမရှိတော့ရင်ပြင်ဘာအသုံးကြမှာလဲဟုတ်တယ်မလားဘာလို့ပြောချင်တာတော့ရှင်းရှင်းပြောဗျကျွန်တော်ပြောနေသေးဘူးသူလုံးဝသဘောမပေါက်သေးတာကြောင့်လေဤသူပြောလာတဲ့ဖြင့်ကျွန်တော်ကတနတ်တမအတွက်အသုံးသေးတဲ့လက်ညိုးတစ်ချောင်းအလောင်းစားလောက်ကြမယ်ဗျသူရုပ်ကြီးပြောလိုက်တာကြောင့်သူကရုပ်တည့်တုံလောက်သွားရင် ။သူညာစိတ်ကုံငယ်အောင်ထိမ့်ပြီးကောင်းပြီလေကျွန်တော်သဘောတူပြီ။လောင်ကျေးတော်ဖြစ်ပြီးဘလို့အလောင်းစမျိုးလောက်မလဲဆိုလာတာကြောင့်လေတားကောင်ကိုပြက်ခတ်ရတာရှုံးနေပြီ။ကောင်းကင်မှာပြန်နေတဲ့ငှက်ကိုပြက်ကြဆိုပြန်ကျွန်တော်ကပြောလိုက်တယ်။ကောင်းပြီရဲ့လို့သူကလက်ခံစကားဆိုလာတာနဲ့ကျွန်တော်ကဒါဖြင့်ကျွန်တော်တို့ပြန်မွေးစကြတော့မေးကျွန်တော်ဥက္ကမောင်လေးကိုခွင့်ရေးတစ်ခုပေးမေးအခုချိန်ကစပြီးတွေ့ရငှက်ကိုခမရဥအောင်ပြက်ပါ အကောင်ကြီးပဲဖြစ်ဖြစ်အသေးပဲဖြစ်ဖြစ်အဲပြာတစ်ခုတော့ရှိတယ် တရဝါနဲ့လက်နဲ့ကတော့မျှမှာမဟုတ်ဘူးဒါပေမဲ့ဘလောက်အကောင်တေးသေးကြီးကြီးညနေပိုင်းတွေအမှတ်တရဖြစ်ဖို့အသားကြံလောင်ပြတ်ခတ်နေတဲ့သူဟာရှာမနော်ကျွန်တော်ရေပြောစကားကြောင့်ဥက္ကမောင်လေးတယောက်တွေ့ဝေးသွားပြီးမှ ကောင်းမိရဲ့လို့ပြောရင်ရှေ့သူတော်တိုးထွက်သွားရင်ကျွန်တော်နဲ့လင်းမြင့်လှိုင်ကတယောက်မျက်နှာတယောက်ကြည့်ပြီးပြောင်းလိုက်ကြရင်မြင်းမြပဲငတ်သေးပါစေတနက်နေ့ပြက်တက်ပြီးတကောင်လုံးမိခင်စားခဲ့ရအောင်မနေတော့ပြီးဖြစ်တာကြောင့်လေကျွန်တော်နဲ့လင်းမြင့်လှိုင်ရဲ့အကြောင်းကိုဥက္ကမောင်လေးတယောက်မသိခဲ့သေးတယ်မှာ လွန်စွာမြတ်တနာစပယ်ကောင်းပါရဲ့ငှက်ကိုအကောင်လုံးမပြည့်တနတ်နေ့ပြည့်ချနိုင်စမ်းရှိတဲ့အတက်ပြင်းသားကိုကျွန်တော်တို့နှစ်ယောက်အကျွမ်းကျင်ဆုံးဖြစ်ပါရဲ့ပွဲဦးထွက်မှာပဲဦးခင်မောင်လေးတယောက်ငှက်တကောင်ပြည့်ခွင့်ရလိုက်တဲ့ကိုလုံးကိုရဲခက်ကြီးကြီးကျက်တူရဲတကောင်ဖြစ်ပါရဲ့မြေပြင်မှာအမြင့်ပေစိတ်လောက်ရှိတဲ့တဲကိုင်းပေါ်မှာငြိမ်သက်စွာနဲ့နားနေတဲ့ပြည့်ကွင်းရှင်းတဲ့ဦးခင်မောင်လေးအတော်သဘောကျသွားတယ်မဆိုင်မတွမီပြက်မှတ်ကိုချိန်ဝင်လိုက်တဲ့ဘုတ်ကနေမြေပြင်တော့ကျလာတယ်ပြည့်ကွင်းနီးခဲ့ခြင်း ်တရဝါနှစ်လက်နဲ့မမြခြင်းကြောင့်ချက်တူရီဟာအကောင်လုံးမကြံရဲ့ပင်တချမ်းမဲကြံပါတယ်။သူညာဦးခင်မောင်လေးတယောက်ပြုံးဆားဆားနဲ့ချိန်နှက်ပေတေးဖြစ်နေတယ်။အောင်းနိုင်သူကသူရာဖြစ်မယ်လို့တထက်ကြတွက်ထားပုံကြပါတယ်။ဦးခင်မောင်လေးကသူပြစ်ချလိုက်တဲ့ချက်တူရီကိုကောက်ယူပြီးနှကန်းနဲ့တေးနှမ်းလိုက်ပြီးသူရဲ့ဘောင်းမိအိတ်ကက်တွင်လို့ထိုးထည့်လိုက်ခြင်း။သူရဲ့မျက်နှာပေးကြည်အားဒီမှာသူရာအနိုင်ရခဲ့ရင်ကျွန်တော်လက်ညှိုးကိုဖျက်ပြီးအစိမ့်လိုက်ပြန်ဝါးစားမဲ့ပုံဖြစ်ပါတယ်။ထိုနေရာကထွက်ခဲ့ကြပြီး နောက်တစ်ပံသားကောင်ငယ်ရှာပွေကြဆင်တစ်ချောင်းလုံးတူတူတဖုံကြဲကြဲတစ်မျိုးနှင့်ရေစကားလောင်စကားများနှင့်ကျွန်တော်စောင်းမြောင်းပြောချီ၏မုတ်ဆိုးတယောက်တွင်အလေးကျင့်ဖြစ်တဲ့လက်ညိုတစ်ချောင်းသာမရှိခင်ဘာမှတုံးကြမှာမဟုတ်တော့နော်အလောင်းစားကိုပြန်ရောက်သိမ့်မုံချိန်မိသေးတယ်ကျွန်တော်သူ့ကိုရွှေမုံလာတယ်ဒါကြောင့်ကျွန်တော်ဆုံးဖြတ်ချက်ကိုပြက်ပြက်တသားချလိုက်တယ်သူ့ရဲ့လက်ညိုကျွန်တော်တကယ်ဖြတ်ယူမေးမကြမီချိန်ကလေးအတွင်းမှာပဲလက်ပတ်မြင်မှာကျုံ့ညက်တကောင်တွေ့လိုက်တယ် အတော်မြင့်မြင့်ခြင်ပြားမှဖြစ်ပါရင်အမြင့်ပေ40ကျော်ခန့်မှရှိမည်ဖြစ်တယ်။ကိုပိုင်အကောင်အသေးတွေအလန့်လဲဝေးတွေဖြစ်ပါမလား။လက်မျက်လိုက်ရတူတူကက်ကက်ပြောလာတယ်။ဖြစ်ပါရင်လို့ဆိုပြီးကျွန်တော်ကလက်တွန်းသနတ်နဲ့ထုံငယ်ရှိအောင်လမ်းချိန်လိုက်တယ်။ပြမတ်ကိုတေးချချိန်တွေအသက်ပြင်းပြင်းတစ်ချက်ကိုရှုသွင်းအသက်အောင်ထားလိုက်ပြီးလောင်ကျိတ်ထပ်ထားတဲ့လက်ညှိုးလေးကိုအသားရကွေးလိုက်တယ်။ပြမတ်လွဲချော်သွားလားမသိပါဘူး။ဂျုံငက်လေးကနားနီးအားခိုင်မှ လမ်းပြန်ထပြန်သွားတာကြောင့်လဲကျွန်တော်ယင်ထိတ်သွားတယ်။တုံညာကျုံငယ်ကလေးကဝေးဝေးတို့ပြန်သွားနိုင်ခြင်းမရှိပါချင်းဒုနာကိုရတက်ခိုင်းနေလေးပေငါးပေသာပြန်သွားနိုင်ခြင်းရှိပြီးမြေပြင်ပေါ်ချလပတ်ရမ်းပြီးခေါင်းငိုက်ဆိုင်ကြလာတယ်။ဟာတော်ပါသေးရဲ့ကျွန်တော်တို့အားလုံးကျုံငယ်ကလေးရှိအောင်သွားလိုက်ကြတယ်။လက်ပတ်မင်းအောင်မှာပုံပုံလေးကြောင့်ညိတ်တက်နေသောကျုံငယ်ကလေးကဥပေါ်တချမ်းမရှိတော့ချင်းတုံညာခန္ဓာကိုယ်တစ်ခုလုံးကမူလပုံသဏ္ဍာန်မပြည့်ရှိပါရင် ထိုတီကကျွန်တော်ရဲ့ပြက်မှတ်မလွဲတဲ့သဘောဖြစ်တယ်။ငှက်ကိုတန်းတန်းနဲ့ပြက်မယ်ဆိုရင်ဦးခေါင်းကိုရှက်ထည့်အောင်ပြက်တတ်ရမယ်။သုံးမတာအသားစားစရာကျန်မှဖြစ်ပါရင်သုံးမဟုတ်ပါရင်တရဝါနဲ့လက်နဲ့မညသေးကြောင်းတစ်ခုလုံးကျေမသွားနိုင်နေဦးခင်မောင်လေးတယောက်အကြီးကျယ်မျက်နှာပြက်ချီပြီးကျွန်တော်သူ့ကိုကြည့်ပြီးရရဲ့လေးပြုံးလိုက်တယ်။ပေးနောက်မင်းမတက်စာလူမကလေးရဲ့ဟုတ်လားမေးလိုက်ပါရင်သူဟာကောင်းတဲ့ချက်ညိမ့်ပြီးညာဘက်လက်ညှိုးထိုးပေးလာတယ်။ကျွန်တော်ရဲ့ခံပြင်းနေတဲ့စိတ်အဟုန်က ရင်းနှွယ်လှိုင်းထနေတဲ့ကဲတို့ဖြစ်တာကြောင့်လေဘာမှမစင်းစားတော့ရင်ခါတမျိုးစက်ကနေဆဲထုတ်ပြီးဥက္ကမောင်လေးရဲ့လက်ညှိုးတိကနေဖြတ်ချလိုက်တဲ့နာကျင်လူကြီးအော်လိုက်တဲ့အော်ဟစ်တန်ကသူ့တန်ဆူဆူကြီးကတော်တော်လုံးမရှိတောင်ငယ်တရိတ်ဆန်တို့ချောင်းလန့်မောင်းထုတ်တဲ့ကဲတို့ဖြစ်ပါရင်အင်းကိုပိုက်ပြောတဲ့စကားရဆိုရင်ဖြင့်ခံမြင်စိတ်ကြောင့်ဖြစ်ရတာခံမြင်စိတ်ဆိုတာဒေါသရဲ့အခြေခံအုံမြင့်လို့ရသိပြောကြနေဘလို့ပဲဖြစ်ဖြစ်ပေါ့ကိုပိုက်မိုင်းမနေရမထိုင်တတ်သေးဘူး အဲ့တော့တေတတ်ဖို့ဆိုတာပိုဝေးပြီပေါ့အဲတခုတော့ရှိတယ်ကိုပိုက်သူစီယာရစီယာရှိတာမဟုတ်ဘဲကိုကစရရဆိုရင်ဖြင့်ဒီဝေကျွေးကိုမလွဲမသွေပြန်ဆက်ရလိမ့်မယ်နော်ပြောပြရနေယတိဓမ္မပါလာတိကျွန်တော်ရဲ့အပါမှခြေလေးတော့ခြေလမ်းများနဲ့ထွက်သွားပြီးသူ့ရဲ့လက်တွင်ကကျေးစီကလေးကိုနာဝေဝေရင်လို့မြည်အောင်ထုလိုက်ပါတယ်ဟုတ်ကဲ့ပြည်သက်များရှင်စာရေးဆရာကိုပိုက်ရေးသားထားတဲ့ အကျွေးယူခြင်းလားရှာခြင်းလားဆိုတဲ့ဇလန်းလေးကတော့ဒီညမှာပဲပြီးဆုံးပါပြီ။အဆုံးထိလိုက်ပါအားပေးနောက်ဆက်ငယ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။တာယာပျော်ရွှင်စရာနေတဲ့ဒီပိုင်ဆိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။